အားလုံးပဲမင်္ဂလာပါရှင်ပြပြဲကဒီနေ့မှာရှားဒီပေါ်အတိအရွက်တွေနဲ့အတားငါးတွေနဲ့ကိုရဲ့ချစ်ရတဲ့ချစ်သူတွေကိုချက်ပြပေးမှဖြစ်ပါတယ်ရှင်ဒီနေ့ချက်ပြပေးမှလေးရတော့အခုအချိန်မှာရှားဒီပေါ်ဖြစ်တဲ့လေးတနက်ရွက်နဲ့မကြီးရွက်ရဲ့ငစီိုင်းပောက်ကလေးရဲ့ကိုချက်ပြမယ်ပြီးလို့ရှိရင်အဲမျက်စိလေလမ်းမပြီးတော့ မိုးရင်းအောင်းမိပြီးတော့အမမတော့မိုးမကြသေးဘူးပေါ့နော်ဒါပေမဲ့ဖုန်တိုင်းကြီးလာပြီးတော့မိုးတွေရွာတဲ့အခါမှာငါးတွေကမျက်စိလေးလမ်းမာပြီးတော့ရေတက်ငစီိုင်းအကြီးကြီးတွေရတယ်အဲနောက်ပြီးတော့အဲငါးလေးပေါက်လေးလည်းရတယ်ပြီးတော့နောက်ပြီးတော့ငနုတန်အကြီးကြီးလည်းရတယ်ရှင်အဲ့ဒါလေးတွေကိုချက်ပြပေးမယ်နောက်ပြီးတော့အဲ့လိုချက်ပြတဲ့အခါမှာပြပြမနေ့ကတော့ငါစစ်တီမတ်ကိုသွားတဲ့အခါမှာ တဘာဝပေါ့နော်ဆွဲရက်နဲ့ရခိုင်ရိုးရာငရွှေဟင်းခတ်မုတ်ဆိုတဲ့ဟင်းခတ်မုတ်ကလေးပြေဝဲလာတယ်ရှင်းအဲ့ဒါလေးနဲ့ငါဟင်းလေးတွေကိုချက်ကြည့်မယ်ဒါတော့ယာလီပေါ်လေးပေါ့နော်အဲဒါကျမတို့ရက်မှာဆိုလို့ရှိရင် ကျမတို့ငငယ်တုန်းကတော့ဒါကိုလေတနက်ရွက်လို့ခေါ်တယ်။အဲတချို့ကြောင်လည်းတနက်ရွက်လို့ခေါ်တယ်ရှင်။ကျန်တဲ့တချို့ရက်ဒီမှာတော့ဘလို့ခေါ်လဲမသိဘူး။ဆေးရွက်ကြီးလုတ်တယ်တနက်ရွက်မဟုတ်ပါဘူးရှင်။သူကအသီးလေးတွေဒီလိုလေးတွေပြီးပါတယ်။အချွဲလေးတွေအဲအချွဲလေးတွေကိုအဲ့လိုလက်ရိုက်လို့ရှင်။သေးပင်လိုမျိုးအဲ့လိုမျိုးလေးတွေဖြစ်တယ်နော်။မှဲ့သွားလို့ရှင်လေ။ အဲကျမတို့ငငယ်တော့တော့လေးတစ်နှစ်ရွယ်ပေါ့နော်ပြီးလို့ရှိရင်ဒါကမကြီးရွယ်ပေါ့ဒီနှစ်ခုပါဆိုလို့ရှိရင်ကျမတို့ဒီຢာဒီဒီအချိန်မှာပဲစလို့ရတယ်ဟင်းဖြစ်ပါတယ်ရှင်အဲ့ဒါကိုကျမတို့ကဘာလေးနဲ့ချက်မလဲဆိုတဲ့အခါကျတော့ငစင်အိုင်းအပေါက်ကလေးနဲ့ချက်ပြမှာဖြစ်ပါတယ်ရှင် ဆွေရှင်နဲ့ရှခိုင်ယူရနှစ်ရွှေဟင်ခမကလေးပါရှင်အရသာရှိတဲ့ဟင်းလျာဆွေရနဲ့နဲ့မှာပြည်စုံမှာမြမပြည်ရင် ထုတ်လုပ်သည့်ပြည်ရင်ဖြစ်ကို အားပေးပါဆေးရည်နဲ့ရခိုင်ရိုးရာငရွှေဟင်းခမုတ်ကဆိုလို့ရှိရင်တော့ပါဝင်ပစ္စည်းလေးတွေကငရွှေငားရဲ့ကျတုံအဖြူကျတုံအနီးစတကြားတို့ပါဝင်တာဖြစ်ပါတယ်ရှင်ကျမကတော့ဒီနေ့မှချက်တဲ့ဟင်းရာတွေကိုဆေးရည်နဲ့ ချက်ပြီးတော့အစားကြည့်တဲ့အခါမှာအရာသာ ကောင်းမွန်တာကိုတွေ့ရပါတယ်ရှင်။ဒီမှာကတော့ဟင်းတအိုးကိုလက်ဖက်စားစွန်နှစ်စွန်းခန့်သုံးပါတယ်ရှင်။ချစ်မမတို့ကတော့ စားကလေးငံမှာကြောက်တယ်ဆိုလို့ရှိရင်တော့အငံကြောက်တတ်တဲ့သူတွေအတွက်စားနည်းနည်း short ထည့်ပေးဖို့တော့လိုအပ်ပါတယ်ရှင်။ ကျွန်မကတော့အနုတန်းလေးကိုအလုံးနေထားပြီးပြီဆိုတော့စီပူလေးပေးလိုက်ပါတယ်ပြီးလို့ရှိရင်တက်တော့အဖြူနီးငရုတ်ပြီးထောင်ပြီးတော့ကြော်ထားပြီးစီဝေးတက်ထားပြီးတဲ့ငရုတ်ပြီးလေးကိုထည့်ပြီးတော့ထပ်ပြီးတော့အနေငယ်ကြော်ပြီးတော့ရပါနေထားတဲ့ငနုတန်းလေးကိုထည့်ပြီးတော့ချက်လိုက်ပါပြီရှင်မနက်ကငနုတန်းထွက်ထွားကြီး3000ကို50သားတောင်စပယ်ရှယ်ကြီးရလို့ကျွန်မကတော့ဆွဲရနှံ့နဲ့လက်စွမ်းပြဖို့အတွက်ကိုဝယ်လာပြီးတော့အခုဆိုရင် ချက်နေပါပြီရှင်။ရန်ကိုမှနူးညံ့ပြီးအရသာရှိတဲ့ငါးဖြစ်ပါတယ်ရှင်။ဒီငူတန်းဟာဆိုလို့ရှိရင်တော့တချို့ကြတော့ငနူတန်းကိုအချိုပဲချက်ကြပါတယ်ရှင်။ကျမကတော့မကြီးကြီးလေးနဲ့ထည့်ပြီးတော့ချက်ပါတယ်ရှင်။ ငါဟင်းရမကြီးမကြီးမဲ့အည်လေးထည့်တော့မှဒါလင်းလေးလေးနိမ့်နိမ့်ကလေးနဲ့စားလို့ပို့ပြီးတော့မှရတာရှိရလို့ထင်ပါတယ်ပြီးရင်တော့ကျမအရန်ကြိုက်တဲ့နနမင်းလေးကို မပါမဖြစ်အမြဲတမ်းထည့်ပါရရှင်နနမင်းမကြိုက်တဲ့သူတွေကတော့မထည့်လေရပါတယ်ရှင်ကဲအခုကတော့ယာဒီစာလေးစပြီးတော့ချက်ပါမယ်ငစီအိုင်းသေးသေးလေးတွေကိုဆွဲရနှံရနှစုံထည့်တယ်နော် ကျမကတော့ပြီးလို့ရှိရင်စနွင်းလေးရဲ့စားအနေငယ်ရဲ့ထည့်လိုက်ပါတယ်ရှင်ပြီးလို့ရှိရင်တော့စက်တုံအနီသုံးလုံးကိုကျမက ခက်ကြမ်းကြမ်းလေးလှီးပြီးတော့ထည့်ပါတယ်စက်တုံအနီညံ့ညထည့်ရင်ဟင်းပူပြီးတော့မှချိုတယ်ဆိုတဲ့စိတ်နဲ့ကျမကတော့ဟင်းချက်လို့ရှိရင် ချစ်တော်အနေတွေအများကြီးထည့်ရှင်ပြီးလို့ရှိရင်ရေအနေငယ်ထည့်လိုက်ပါတယ်စီလေးအနေငယ်ထည့်ပါတယ်ရှင်အဲ့တော့ဘုံဘွမ်းစုအောင်တည်ထားတဲ့အချိန်မှာတနက်ရွက်ကလေးကိုရေနနာစေးမကြီးရွက်ကလေးကိုရေနနာစေးထားပါတယ်အဲ့တော့ငါးလေးကိုပြုတ်ထားလို့နနာစုပြီးဆိုလို့ရှိရင်တော့ ျမတို့ကငါအတာနူးမနူးကိုတေချာလေးကြည့်ငါလေးနူးပြီးရောဟင်းနှံလေးကလည်းမှုရလာပြီဆိုလို့ရှိရင်တော့မကြီးရက်ကိုထည့်ပါတယ်ပြီးတော့မှတနက်ရက်ကိုထည့်ပါတယ်ရှင်တနက်ရက်ကိုအရင်ထည့်ပြီးမကြီးရက်နောက်မှထည့်လည်းရပါတယ်ကိစ္စမရှိပါဘူးထဲတဲ့အချိန်ကတိတ်ပြီးတော့မကွာလို့ပါရှင် မကြီးရွက်ကလေးနူးပြီးတော့မှသူ့ရဲ့အချင်းဓာတ်ကလေးထွက်လာတဲ့အထီကိုတော့ချက်ပေးရပါတယ်ရှင်ချက်ချင်းချလိုက်မယ်ဆိုလို့ရှင်ရင်တော့ မကြီးရွက်ရဲ့အချင်တက်မထွက်လာလို့ရှိရင်ဒီဟင်းကျူရဲ့အရာသာကမပြည့်စုံပါဘူးရှင် အရန်ကြီးအကြာကြီးတည်ထားရင်လည်းမကြီးရွက်ကအရန်ချင်သွားရင်လည်းမကောင်းပါဘူးအဲ့တော့ကိုကမြည်ကြည့်ပြီးတော့မှ လူသလူချလို့ရပါတယ်ရှင်အပေါ်ငံကတော့ကိုရဲ့စိတ်ကြိုက်ပါ ပကံလုံးကြီးနဲ့ထည့်ပြီးတော့ကျမကတော့အခုဒီခုပြင်ပါတယ်ဒါကတော့ငစိုင်းအူအကြီးကြီးကိုဆွေရနဲ့အရသာမဟုတ်နဲ့တေချာနေနှက်ပြီးတော့မှ အခုတော့ special ကိုချက်နေပါပြီရှင်နန်နန်ပင်ကတော့ကျမရဲ့ငိုင်းညီတဲမှာမပါမဖြစ်ပေါ်ရှင်တည်တဲ့အတိုင်းထုံးစံအတိုင်းပဲကျမကနန်နန်ပင်အရန်ကြိုက်တတ်တယ်သူမလို့ပါတချို့ကြတော့လေနန်နန်မင်းမကြိုက်ရင်ထက်စရာမလိုပါဘူး ငစင်ရိုင်းကဒီအချိန်မှာဝယ်တဲ့ငစင်ရိုင်းကအရန်အထွေများတယ်เนาะတေချာလေးပြီးယူဆိုင်ပြီးတော့ဥတွေမပေါက်အောင်ဒီပြည့်အရင်တုန်းကလုတ်ပြပြီးတဲ့ဗီဒီယိုဖိုင်လေးရှိပါတယ်ရှင်အဲ့ဒီအတိုင်းလေးကိုလုတ်ပြီးတော့ချက်ကြည့်ကြပါအရန်ကျန်းတဲ့ဆရာဆရာမကြီးတွေကိုမပြောပါဘူးရှင်မတိသေးမတက်သေးတဲ့ကလေးတွေအတွက်ပါရှင်ကဲအကုန်လုံး ready ဖြစ်ပြီဆိုတော့ပြင်ထားလိုက်ပါပြီငစင်ရိုင်းဟင်းလေးဒါလေးကတော့ကျမချမောင်ကျော်လေးအရင်ကလက်ကျန်ပါ အမျိုးလဲစုံပြီးဟင်းကျူကြီးရတော့အာရပါရစားဖို့กินပါတော့မရှင်ဒီနေ့ဟင်းပွဲတွေရတော့အကုန်လုံးဆွဲရနှက်နဲ့ချက်ထားတာဖြစ်တဲ့အတွက်အနှက်အရသာပြည့်စုံမှုကတော့အရန်ကိုမှကောင်းမှာပါတယ်ရှင်ဒီဆွဲရနှက်ဆိုလို့ရှိရင်တော့ကျမမတို့စီတီမတ်ဒီမှာလဲဝယ်လို့ရပါတယ်เนาะကဲ okay. ငနူတန်းကြီးရအကောင်ကြီးလုံးလုံးထမင်းပကံများအကြီးနဲ့ဦးထည့်ပြီးတော့ကျမချစ်လင်ကိုတာတွေ့တဲ့အရင်ဆုံးဦးချလိုက်ပါတယ်ရှင်ပြီးရင်တော့ကျမအတွက်တကောင်ခါမကြိုအောင်မနှဲကိုဆွဲရတယ်ရှင်ခါကြိုးပြီးတော့မလှတော့မှလည်းဆိုလို့လေဗီဒီယိုရိုက်နေရတာဆိုတော့လှလှပပလေးတော့ရိုက်ရတာပေါ့နော်ကဲဒါလေးကတော့ဟင်းကြိုလေးနဲ့ဆွဲပြီးဆွဲပြီးဆွဲပြီးတို့စရာကတော့ဆုံးနေရောပဲနော်ကဲ နောက်ကအတူတူလိုက်စားခြင်းလဲဆိုလို့ရှိရင်ထမင်းသောက်ခုတော့ရှင်ကဲပြပြဲကတော့စတင်ပြီးတော့မှနယ်ဖက်ပြီးတော့ဆွဲပါပြီအဲချစ်ပြဲရဲ့လုတ်ပြီးဒီချိန်ကြီးကိုဒုက္ခလာပေးပြီးဘိုက်တွေစားလိုက်တာ စားခြင်းတာဒုက္ခအမျိုးမျိုးပေးတယ်နော်စားပြပြန်ပြီးဆိုတဲ့ချစ်မမကိုစိတ်တော့မစိုးနဲ့နော်ဒါလေးကတော့စိန်စပေါ်ညွန်လေးပါဒါလေးကလည်းဒီယာဒီမှာထွက်တဲ့တို့စရာလည်းလုတ်လို့ရတယ်တချို့ကြတော့လည်း ခြေရင်းချက်တောက်ကြတယ်လို့ပြောပါတယ်ရှင်။အပြေကတော့ဒီစိန်ဘောညွန့်ကိုတခါမှခြေရင်းချက်တောက်တာလို့ကျန်တဲ့ဤရင်နဲ့ချက်စားတာမလုပ်ဘူးပါဘူးရှင်။နော်။တို့ဇာကူတော့အမျိုးစုံအောင်ဂျမားကတော့စားပါတယ်ရှင်။ဒါလေးကတော့ရှူရှဲအော်လံပြဲမဲ့ကလယ်အော်လေးဖြစ်ပါတယ်ရှင်။ကလယ်အော်လေးကလည်းအဲ့လိုမီးလေးဖုတ်ပြီးအဲ့လိုလေးတို့စားလို့ရှင်အရန်ကိုမှထမင်းမိန်တာ။ဒါပေမဲ့အရန်အဆက်မစားနိုင်တဲ့သူတွေနဲ့အစာရင်ရှိတဲ့သူတွေတော့မစားကြနဲ့နော်။ ခဲလို့လိုက်စားပြီးတော့ပိုက်အောင်လို့ဆိုပြီးစေကန်းပြေးနေရမှာဆိုလို့ကဲဟင်ဂျိုလေးကတော့ခတ်ပြီးတော့အာရပါရပကံလေးကိုထည့်ပြီးတောက်လိုက်ပါမယ်ရှင်။အရန်ကမှအရသာရှိရနော်။မယုံလို့ရှိရင်လိုက်ချက်စား။ဒါကတော့ကျမတို့ရဲ့မြန်မာအရှင်မတွေရဲ့ဒလီထုံးစံအတိုင်းကျမချစ်လင်ကိုဥချပြီးတော့မှကျမတောက်ပါပြီ။အာရပါရတောက်ပါပြီရှင်။အရန်ကောင်း။ကျမကတော့အခုစားပြနေတဲ့ မပြဲဆိုတဲ့အမျိုးသမီးကပါဇက်မအားဘူးရှင်သူစားနေရတယ်လေအဲ့တော့မပြောနိုင်ဘူးအဲ့တော့ကျမကအခုသူ့ကိုကြည့်ပြီးတော့ edit လုပ်ရင်းထဲမှာဘေးကနေပြီးတော့ဖုန်းကိုထိုင်ကြည့်ပြီးတော့အခုလိုမျိုးတွေပြောပေးနေရပါတယ်ရှင်ဒါလေးကတော့ကျမအရန်ကြိုက်တဲ့တီဟိုရွက်ကလေးဖြစ်ပါတယ်ရှင် စားပြီးစားပြီးတို့စရာတွေအမျိုးစုံထည့်ပြီးတော့စားပါပြီးအမျိုးစုံတွေစားပါပြီးဒုက္ခတွေညဆိုလို့ရှိရင်နှင်းချက်နီးတွေရိုက်ပြသမိန်တွေစားပြပြီးတော့ဒုက္ခတွေပေးတာကိုတော့ချစ်မမတို့တင်းကြီးလေးခံကြပါလို့เนาะစိတ်မဆိုးကြည်မနေကြလို့ရှိရင်အခုရာသီပေါ်တဲ့ဒီတနက်ရွက်နဲ့မကြီးရွက်ကလေးနဲ့ငစီရမ်းပောက်ကလေးနဲ့ကိုဈေးမှာဝယ်ပြီးတော့ ချက်စားကြည့်ပြပြဲလူဘာဒုက္ခမှလည်းမများဘူးငစရိုင်းပောက်ကလေးတွေကလှုပ်ပြီးသားလေးတွေလာတယ်အိမ်ရောက်လို့ရှိရင်စားလေးနဲ့မကြီးရည်လေးနဲ့တေချာလေးစေးပြီးတော့မှအခုလိုမျိုးလေးချက်စားအရန်ကောင်းတာအပြောမဟုတ်ဘူးနော်လက်တွေနော်ဒါပြဲဆိုလို့ရှိရင်ဒီဟင်းဆိုရင်နှစ်တိုင်းအမြဲတမ်းချက်စားစားပြနေတာချစ်မမတို့လည်းချစ်ဖွားဖွားတို့ချစ်ဖေဖေတို့ချစ်မမီတို့လည်းအားလုံးသိပြီးဖြစ်ပါတယ်နော်ကိုယ့်ရဲ့အချစ်အသေးလေးပစ္စည်းကလေးတွေလည်းအမြဲတမ်းအဲစားပြနေချက်ပြနေရတဲ့အတွက်တိ တိနေမြင်မြင်နေမယ်လို့ထင်ပါတယ်ရှင်။ကဲသူကတော့အာရပါရစပြနေပါပြီเนาะတို့စရာကြီးလည်းအမျိုးစုံမှွေးနှောက်ပြီးစားပါတယ်ဒါလေးကတော့ရှောက်ရွက်ကလေးဖြစ်ပါတယ်ရှင်ကဲအားလုံးပဲစားကြပါဦးမလီသူကတော့ byte တွေဝါပြီးစားနေကျမကတော့ဘေးရကြည်ပြီးတော့အတန်သွင်းနေရတာသူကြည်ပြီးကျမလည်း byte စားလာတယ်လို့ပဲဟိ